အခန်းသုံးမာလိုနီမြေနှဖူးမှထောင်မာကြီးထောင်မာကြီးရှိသည့်ရွာတို့တင်မော့ဆိုင်တော်မီတင်မော့ဆိုင်တွင်ထောင်ဝါရာများအစဉ်တင်းဆောင်ကြုံနေသည်ကိုတွေ့ရ၏သူတို့အလုံးမှဖြူရောင်ဝတ်စုံကိုဝေပြီးနေကအုပ်ထုပ်များကိုစောင်းထားကြ၏ရာသီဥတုမှအလုံးပူလာ၏မာလိုနီမြေရင်မှရှုံရင်ဖြစ်ပြီးမြေကမ်းပေါ်မှတည်တော်ကြီးများမှဒေါ်ရိုင်ကြီးများဖြစ်၏စိမ့်ဆိုပြီးမျက်စိများကိုအေးမြွေးနေစေ၏တင်မော့မှအော်အော်ဆွဲလိုက်၏တပင်ထိတ်တွင်နားလေကြသောငှက်များလန်း၍လေထဲပြန်ထွက်လိုက်ကြပါသည် ။ထာမကြီးရှိသောရွာမရွာသားများမှလူမဲများဖြစ်ကျွန်တော်တို့အချင်းသမားများပို့သောတင်မောကိုလည်းအမြဲမြင်တွေ့နေကြရဟန်ရှိ။ဒီသူများအထူးဂရုစိုက်နေကြသည်ကိုမတွေ့ရ။တို့ဤတသားအိမ်များရှိတွင်အေးချမ်းစွာထိုင်နေကြ၏။တင်မောဆိုင်လေပြီ။မိသူများစကားမပြောနိုင်ကြသည်။ကျွန်တော်တို့သူဝတ်ယူလာသောမုတ်ဆဲရိတ်ဓာပါလေးဖြင့်သူပေါင်းမိကိုဒူးစင်နာမှဖြဲလိုက်၏။သူအသားကိုမူမလီနိုင်သေးပါ။ယခုလေးလိုက်မိလင်သွေးစားများကုန်းမောင်တစ်ခုလုံးပေးနေမိဖြစ်၍တင်မောအဆဲ၌ဒဏ်ရာရသည်ကဲ့သို့ဟန်ဆောင်ခွင့်ရနိုင်တော့မည်မဟုတ်တော့ပါ။ တမောတကားပွင့်သွားလိမ့်ပြီးဝါရများဝင်လာကြ၏တကြုံသမားများကိုသုံးယောက်တရွဲတန်းစီခိုင်း၏ထို့နောက်တမောလေကားမှတရားကုန်းပေါင်ပေါ်သို့ဆင်းလေ၏လူတော်သည်သူပြိတ်ဓာလေးဖြင့်သူတို့နှစ်ဖက်လုံးကိုကြောက်မဖွဲအသားဆိုင်ကြီးများပြဲထွက်နေသည့်ဟန်မျိုးဖြစ်အောင်အပေါ်ရေပြားကိုလီးပြက်လိုက်၏သွေးများပန်းထွက်လာ၏ထို့နောက်စကံပိုင်းအတွင်းတွင်တမောလေကားပေါ်မှတရားပေါ်သို့အရှိန်ပြင်းစွာဖြင့်လှိန်ချလိုက်၏ ူလော်ရီတရုတ်ဆောင်မှုအားလုံးမှာအောင်မြင်ပါသည်။ဝါရမားကဂုံးပေါင်ပေါ်လဲနေသောဂျူလော့ကိုဝိုင်းထုပြီးဒူးမပြင်းထန်သောဒဏ်ရာကိုကြည်ပြီးလူနာထန်းစဉ်ဖြင့်ဆေးရုံခေါ်သွားကြ၏။ဂုံးမော်ဆိုတက်ခဲ့ကြပြီးကျွန်တော်တို့ဘွဲကိုလူအများဝိုင်းကြည့်နေကြ၏။တရုတ်ကလားလူပြူလူမဲလူစုံဖြစ်အားလုံးထောင်ထွန်းများဖြစ်ကြရင်ရှိသူတို့နည်းတွင်ထောင်ဝါရမား၏သားမယားများဖြစ်ရန်ရှိသောအမျိုးသမီးနှင့်ကလေးများလည်းတွေ့ရ၏။သူတို့အားလုံးပြည်သက်နိုင်ငံ၌လူဦးတုတွင်ဝေးလေရှိသောအင်းကြီးအဝတ်စားများကိုဝတ်ထား၏။ထောင်တကားမှကြီးပွင့်သွား၏။ ကျွန်တော်တို့အလုံးထောင်ကြီးတဲ့ရှောက်ဝင်လာကြ၏ရက်တန်းစီရှောင်းနေကြသောအကျဉ်းသားတန်းကြီးမှရက်သွား၏မင်းတို့အဝိစားအိတ်တွေကိုမင်းတို့ရှေ့တက်တက်မှချလက်တွေကိုအပေါ်မြောက်ထားကျွန်တော်တို့အလုံးကိုမြေအုပ်ထုပ်တစ်လုံးစီလိုက်ဝေပေး၏ကံကောင်းလာပါသည်မြေအုပ်ထုပ်ဆောင်လိုက်ရမှပင်ပြင်းထန်သောအပူဒဏ်မှချက်ချင်းမနေ့ကတက်တာသွားသလိုရှိထို့နောက်ဝါရာအချက်တယောက်ဇေယင်တစ်ခုနှင့်ရောက်လာပြီးလူနာမည်များကိုခေါ်၏ဂျူလော့တင်မပေါ်တွင်ဂျိုပြောပြထားသည့်အတိုင်းအန်ဒရယ်ရှိသောအချင်းသားဖြစ်တမတ်ခံရသူများကိုရွေးထုတ်နေခြင်းဖြစ်၏ ဂျူလော့ဖီနတ်ဂျူလော့ဖီနတ်တမောဆဲမှာလဲကြပြီးတရားရလို့ထောင်ဆွေးုံပို့ထားပါလေအေးအေးကောင်းပြီထို့နောက်ဂျန်ချင်းသားများကိုဆက်စစ်စေဤစစ်သေးမှုပြီးရင်ကျွန်တော်တို့အားလုံးကိုယ်အတွက်သတ်မှတ်ပေးထားသောအိယာနေရာများသို့သွားရဤအိယာမှာဂျိုးပကက်အိယာများဖြစ်ညနေ6နာရီတွင်အလင်းရောင်ရုတ်တရက်ပျောက်ပြီးညဖြစ်သွားဤလူအောင်တကြုံသမားနှစ်ယောက်ကမိရိတ်များကိုယူလာပြီးလိုက်ထုံးပေးဤည9နာရီတွင်အားလုံးအိယာပါသည် ရာသီဥတုမှာညအချိန်ရောက်နေပြီဖြစ်တော့လေဘူသေးပြိလူတိုင်းတစ်ခုလုံးချွတ်ပြီးဗောင်မီတိုလေးများနဲ့အိတ်ကြဤမနက်6နာရီတွင်အိယာမထားရဤအလင်းရောင်မပေါ်သေးပါမနက်6နာရီခွဲတွင်အလင်းရောင်ရုတ်တရက်ပေါ်လာဤအဘူပိုင်းဒေသတွင်အလင်းရောင် ပေါ်ပုံပြောက်ပုံများမှာဦးရောပါနေလုံးဝမတူပါမနက်စာကွန်ပျူတာဤမနက်9နာရီတွင်ဝါရာနှစ်ယောက်ရောက်လာဤမနေ့ကမြင်တွေ့ခဲ့သောအဖြူရောင်ဝစ်စုံများကိုပင်ဝယ်ထားဤနေရာလုံးမှာကော်စီကန်နေသားများဖြစ်ဤအကျဉ်းသားများထဲမှသူတို့နေသားများကိုရှာပြီးကော်စီကန်ဘာသာနှင့်စကားပြောနေဤ ထိုချိန်၌ဈေးကန်တာဝန်ခံအကျဉ်းသားလည်းရောက်လာ၏လူငယ်တဦးဖြစ်ဟေးဘာပီလုံးကျွန်တော်နာမည်ကိုခေါ်လိုက်ခြင်းဖြစ်ဖြင့်ကျွန်တော်အံ့ဩသွား၏ခမကျွန်တော်ကိုမမှတ်မိဘူးလားကျွန်တော်မမှတ်မိပါကျွန်တော်စီရလိဗျာခမနဲ့ဂင်ဒီမာတို့ကကာပွဲအတူနှွဲခဲ့တာမမှတ်မိတော့ဘူးလားအိုးတိပြီခမ1929ခုတုန်းကအပြစ်ချခံရတာပဲအခု1933ခုနှစ်ရှိနေပြီခမဒီမှာ၄နှစ်တောင်ရှိနေပြီခုဒီမလွတ်သေးဘူးလား ဒါကြောင့်ရောက်နေပြီဆိုတော့လွတ်တာကတော့ AC ပေါ့ဗျာဒီမှာခမားနေမကောင်းဘူးလို့အမြန်လာတင်ဖို့ကျွန်တော်ကျွန်တော်ကြည့်လို့ပြမယ်ဒီကကောင်ခမားမိတ်ဆွေလားဟုတ်တယ်ဒါကျွန်တော်တို့လောကကပဲဒီကဒါကျွန်တော်မိတ်ဆွေစီရာပါဒီကနေ့စီရာကိုကျွန်တော်မိတ်ဆက်ပေးလိုက်ဤဒါဆိုရင်ခမားလေးဈေးတင်ဖို့လိုက်ခဲ့ပါပီလုံခမားကတော့ဘန်းနာရှိတယ်လို့ပြောကျွန်တော်နေ့လယ်7:00နာရီဈေးကမှရှိမယ်ဩခဏနေကြအောင်နော်ကျွန်တော်တခြားလူမမဆင်းတွေလိုက်ကောက်လိုက်အောင်မယ်စီရာတော်သွားဤစီရာနေတွေ့လိုက်ရခြင်းမှာကျွန်တော်ဤလွန်မြောက်မှုပရမအဆင့်ကိုမကြိုးစားပဲရလိုက်ခြင်းဖြစ်ဤ စီရာတနာ yı ခံအတွင်းပြန်ရောက်လာ၏သူနဲ့အတူဝါရာတယောက်ပါလာ၏ဘာဘီလုံဒါကျွန်တော်ဆရာပဲဒီထောင်ကြီးရဲ့စေကန်တာဝန်ခံဝါရာကျွန်တော်နဲ့ဒီကတော့နှစ်ယောက်ကထောင်ဝါရာကိုကျိုးနုံစွာနှုတ်ဆက်လိုက်ကြ၏မဲပဲချင်းပြန်ရောက်မှလဲဆက်တနာ yı ကောင်းပြီလေဆက်တနာ yı ထိုးတော့လာခဲ့ကြပေါ့နေ့လယ်ဆက်တနာ yı တိတိတွင်ဒီကနေ့ကျွန်တော်ထောင်ဆေးပေးကန်းသို့ရောက်သွားကြ၏နေမကောင်းရဲ့ဆရာဝန်လာတွေ့တော့အချင်းသားမှာ60ခန်းရှိလူနာဆောင်ခန်းတွင်ချိန်တန်းကြမေးဆောင်နေရ၏နောက်ဆုံးတွင်စီရာပေါ်လာ၏ ဆရာဝန်စီခေါ်သွား၏ချက်ချင်းပင်ကျွန်တော်နှင့်ဒီကနေ့အောင်လုံးဆေးရုံတက်ခွင့်ရသွားကြလိမ့်မည်ကျွန်တော်ကဇီဝါကိုဂျူလော့အကြောင်းပေးလိုက်၏ဟောဘတ်ဆောင်မှရှိတယ်ခဏသူကိုဗာပြောချင်လို့လေကျွန်တော်သွားပြောပေးမယ်ဘာမှတော့အထူးမရှိပါဘူးကျွန်တော်နဲ့ဒီကနေ့အောင်လုံးဆေးရုံပေါ်ရောက်နေပြီဆိုတဲ့အကြောင်းသာသူ့ကိုထွင်ပြောပြလိုက်ပါဆီရာမာထောင်ဆေးရုံတစ်ခုလုံးတွင်ကြိုက်တယ်လို့သွားခွင့်ရ၏ကျွန်တော်တို့အခန်းတကားမှာအမြဲပိတ်ထား၏အဆောင်အာရက်တယောက်ကတော့ကန်ဖြစ်အမြဲဆောင်နေ၏တကယ်တော့ဤတော့ကန်အာရက်မှာလည်းအကျဉ်းသားတူပင်ဖြစ်၏ဝါရာဦးရင်ထဲနေတဲ့ပြင်ထောင်သားထဲမှာရွေးချယ်တာဝန်ပေးထားခြင်းဖြစ် အခန်းတကားမှာဂျီနီမလမ်မကွန်းတွင်ဝါရာ၃ရောက်ရှိဂလာထိုင်တလုံးစီပေါ်တွင်ထိုင်နေပြီးသူတို့ပေါင်ပေါ်တွင် Rival Tenant Talent စီကိုအသင့်တင်ထား၏ဗေဒမောက်များတွင်အရွယ်လွန်ကြီးသောတံမရီတန်နိုင်များနှင့်ကန့်၍အသေးကာထား၏ကျွန်တော်ယခုဆွေးုံခန်းမှလွတ်မြောက်အောင်ဘယ်လိုထွက်ပြေးရမည်ကိုစဉ်းစားကြည့်၍လမ်းစာလုံးဝမမြင်သေးပါကျွန်တော်နေသောအဆောင်နှင့်ဂျူလော့နေသောအဆောင်ကြားတွင်ဘန်ကင်းကြီးရှိဂျူလော့ပြတင်းပေါက်တစ်ခုအနီးမှပေါ်လာ၏ဒူလက်တွင်ကြောက်တင်ပုံးတစ်ချက်ကင်ထားပြီးကျွန်တော်တို့ကိုရုတ်တရက်ထောင်ပြ၏ကြိုးစားပေးဟုမြေပြုံးနှင့်ရေသားစီကိုတွေ့ရ၏ နောက်မကြမီအကျဉ်းသားအလုသမားတယောက်ကျွန်တော်တို့အခန်းသို့ဝင်လာပြီးဂျူလော့ထံမှစာတော်ဆောင်ကိုခိုးပေးသွား၏သူစားရင်သူကျွန်တော်တို့အဆောင်တို့ပြောင်းဝင်ရဖို့ကြိုးစားနေကြောင်းနဲ့တကယ်လို့သူပြောင်းလာပြီမရလင်ကျွန်တော်နဲ့ဒီကသူ့အဆောင်တို့အမြန်ပြောင်းလာရန်ညွှန်ကြားထားပြီးကျွန်တော်တို့အဆောင်တွင်ရန်သူရှိ၍အထူးတတိထားနေရန်များပါရှိဂျူလော့မှာယရနာဆိုင်ဖောက်ဝိဆာတို့ဖြစ်သူဆိုင်ဖောက်ဒီမှာအခြားလူများကဲ့သို့ခိုးကြောင်ခိုးဝက်ဖောက်ဒီမဟုတ် ရနာဆိုင်မှပစ္စည်းများအလားပြားထားသည့်မန်ဖီရိုကိုနေ့လယ်ကြောင်တောင်ရိုက်ခွဲ၍တကြီလေးရနိုင်သလောက်တဲပြီးမလမကန်တွင်အတင်းဆောင်နေသောကားနှင့်လူပြေးသောအလုပ်ဖြစ်၏ဂျူလောမှာတတိယအလုံရှိပြီးလက်အလုံတော်သူဖြစ်သည့်ဖြင့်သူ့လုပ်ငန်းမှာအောင်မည်နောက်ဆုံးချိန်ပါရီမြို့ပေါ်၌ဆိုင်ဖောက်သည့်လုပ်ငန်းတစ်ခုတွင်ဖရန်ငွေတန်းချီပြီးသူပွားသွားဖို့၏နောက်ဆုံးတနေ့တွင်ဘယ်သူလက်ထောက်ချ၍သူအဖမ်းခံရသည်ကိုဂျူလောကျွန်တော်ကိုမပြောပြပါသူနှစ်ပေါင်း20ထောင်တန်းဖြင့်တကြုံပိုးခံရပြီးကျုံးမှထွက်ပြေးလွတ်မြောက်သောအခါ၌ပြင်သစ်ပြန်လာ၏ ဘာရီမြေပေါ်ရှိသူပေါ်နိုင်တဲ့စာဖောက်သွားတော့ပြည်စည်းလက်ခံကိုတက်ရန်အတွက်ဖြစ်သို့တော့ပြည်စည်းလက်ခံကသူရောက်နေတဲ့တရင်ကိုကြော်နံခံနိုင်ပြီးရဲကိုတရင်ပေးလိုက်တဲ့ဖြစ်ရဲမှပြန်ဖမ်းခြင်းကိုခံရကယခုကျွန်တော်တို့ဒုတိယအကြိမ်တကြုံပါလာခြင်းဖြစ်ထောင်စေယုံတို့ရောက်နေဒီမှာတပတ်ရှိသွားလိမ့်ပြီးစေယုံတပတ်တက်ခါမှာ friend ဝင်200ချိတ်ပေးရည်တခါတည်းနေအခြားအကျဉ်းသားများနဲ့ပိုပြေလဲရန်အတွက်ဒီကနေ့ကျွန်တော်ထောင်ပြင်ပတ်မှဆက်လက်များမှာ၍အခြားအကျဉ်းသားများကိုဝေပေး၏အကျဉ်းသားအလုံးနဲ့မေးမကြမီအလုံးရင်းနေတော့၏ ဒီကမှာကာရိုနာဆိုသည့်အကျဉ်းစားအိုကြီးနှင့်အလွန်ရင်းနှီးသွား၏ကာရိုနာကဒီကမှာပြမလောက၌အလွန်ချမ်းသာသူဖြစ်သည်ကိုတထောင်လုံးသိနေကြောင်းထို့ကြောင့်ဤထောင်မဖောက်ပြေးလင်းထောင်မြောက်တည်နေထောင်ပြနိုင်ဝေမရှိ၍ပြင်းသည်မပြန်နိုင်ပေတေးပင်နေသောအကျဉ်းသားဟောင်းများဒီကခန္ဓာကိုယ်ထဲမှငွေကိုလူရန်အတွက်ဝိုင်းတတ်ကြမည်ဖြစ်ကြောင်းထောင်ဖောက်ပြေးရန်စိတ်မကူတင်ကြောင်းပြော၏ဒီကကကာရိုနာစကားကိုယုံ၏လက်ခံ၏ထို့ကြောင့်မကြမီထောင်ဖောက်ပြေးမိကျွန်တော်နှင့်လိုက်တော့မည်မဟုတ်ပါ ။ဒီချိန်ထဲတွင်ကျွန်တော်ခန္ဓာကိုယ်ရဲဝတ်ထားသည့်ဂေါကနီငွေများကိုပြန်ပေးရန်တာဝန်ကိုလည်းတရားဤ။ဤပြဿနာကိုစောစောရှင်းထားခြင်း။ထို့ကြောင့်စီရာကိုဂေါကနီနှင့်တွေ့နိုင်ရန်အတွက်အစီအစဉ်ခိုင်း၏။နောက်တစ်နေ့နေ့လယ်တွင်တွေ့ရ၏။တွေ့ဝင်ရသည့်အချိန်မှ5မိနစ်သာရှိသဖြင့်ကျွန်တော်ပါစာအုပ်ထဲမှငွေများကိုအစင်းတင်ထုတ်ထားပြီးဂေါကနီနှင့်တွေ့သည့်နေ့ယခုချိန်တွင်ဘာမျှသူဆနာကိုမေးမနေတော့ဘဲသူ့ငွေအလုံးကိုသူ့လက်ထဲပြန်ထည့်ပေးလိုက်၏။ဂေါကနီကထိုင်ကိုရောဤကျွန်တော်သူကိုစကားတလုံးမျှမပြောဘဲကျွန်တော်ခန်းကိုပြန်ချောက်လာခဲ့၏။ နောက်တနေ့တွင်ဆရာနှင့်အတူအလုပ်လုပ်သောကာတယ်ဆိုသူကျွန်တော်အားမဂ္ဂဇင်းစာအုပ်တောက်လာပေ၏။ဘောဂနီပို့လိုက်သည်ဟုပြော၏။စာအုပ်ကိုဖွင့်ကြည့်လိုက်လျင်ဖရန့်ဝင်9000ညှပ်ထားသည်ကိုတွေ့ရ၏။ကျွန်တော်ကကာတယ်ကိုငွေချို့ခွဲ၍ပေ၏။ကာတယ်ကလည်းမခံပါ။ကာတယ်ငါဒီတောင်ကဖောက်ပြေးရောမလို့ကြံနေရဆိုတာမင်းလည်းရိပ်မိနေမှာပါ။မင်းကငါဒီဒီချိန်မဲမိမယ်မင်းငါနဲ့လိုက်မလား။ငါမလိုက်ဘူးပါပီလုံ။ငါမှစွန့်နိုင်စွာလည်းသိမရှိတော့ဘူး။ကိုကဒီဆေးအုံမှာလုံနေတဲ့လုံလေးကိုလည်းငါပြောတယ်။ထောင်ကြရဲ့ဖြစ်တဲ့အထိငါဒီမှာပဲအေးစိနေတော့မယ်။ငါမလိုက်ပေမဲ့မင်းကငါကူညီနိုင်တာရှိရင်ပါမစို့ပြောပါ။ ထို့ညတွင်စက်တနက်ပြည်တံများကြရ၏ဂျူလာထွက်ပြေးသွားပြီဆိုသောသတင်းချက်ချင်းကြရ၏လောပါစေဟုကျွန်တော်စိတ်တွင်၌အငြိမ့်ငြိမ့်ဆူတောင်းနေမိ၏ဂျူလာလွတ်သွားပါသည်ဂျူလာနှင့်ကျွန်တော်မှရေစက်မကုန်ပါနောက်နေပေါင်း15နှစ်ကြာသောအချိန်1948ခုနှစ်တွင်သူနှင့်ကျွန်တော်တစ်ကြိမ်ပြန်တွေ့ကြသည်၏ဟာဒီဂျွန်းတွင်ဖြစ်၏ထိုချိန်ကကျွန်တော်ဗင်နီဇူလာသတိကြီးတဦးထံ၌အလုပ်လုပ်နေခြင်းဖြစ်၏ဟာဒီဂျွန်းတို့ကျွန်တော်သွားပြီးကစားဝိုင်းကန်ထရာယူရီကိုစူးစမ်း၏ တညနေကလနိုင်ပြင်သစ်ဝိုင်းရများကျွန်တော်တို့စုတောင်းနေကြစဉ်ကျွန်တော်တို့အနီးမှာဟာတီကျွန်းသူတအူးကကျမတော်ယောက်ျားလေးပြင်သစ်ပဲတကြုံကထွက်ပြေးလွတ်မြောက်လာလို့ပြောတယ်ကျမတော်နဲ့အတူနေတာ၁၂နှစ်ရှိသွားပြီဒီလူကြီးကအသက်ပဲကြီးလာပြီနေရှိသွေးမူးနေတာပဲနာမည်ကဇူလောင်းတဲ့ ဝိုင်းရရှိန်ကြောင့်ရေဝေဖြစ်စားပြုနေပြီဖြစ်သောကျွန်တော်အုံနောက်များမှချက်ချင်းပြန်ကြည့်လင်သွား၏။ဟာဒီကျုံးသူလူမဲမလေးဟာကျွန်တော်ကိုဂျူလော့ထံသို့ချက်ချင်းခေါ်သွားခိုင်း၏။ဂျူလော့နေသောအိမ်လေးမှာပင်လယ်ကမ်းကြီးအနီးတွင်ဆောက်ထားသောအိမ်ငယ်လေးဖြစ်၏။အိမ်ထဲတွင်ဂျူလော့မရှိပါ။ဂျူလော့ဇနီးလူမဲမကြီးသာရှိ။ကျွန်တော်ဂျူလော့ကိုတွေ့ခြင်းလို့ပါ။အော်ကြွပါရှင်ကြွပါ။ကပလီမာကြီးကကျွန်တော်ကိုပေါ်ရွေစွာနေရာထိုင်ခင်းပေးပြီးဂျူလော့ကိုအော်ခေါ်လိုက်၏။မကြာမီခါကုန်းကုန်းနှင့်လူတို့အုပ်ဝင်လာ၏။ဖနက်စီမထားပါအင်ကြီးလည်းမဝေတာပါ။ ငါကိုဘသူလဲတွေ့နေတယ်ဆိုတာအေဂါနဲ့ထိုင်နေတော့ကျွန်တော်ကသူစိုက်ကြည့်လိုက်ဤသူမျက်နှာမှာချက်ချင်းပြောင်းသွား၏ပါပီလွန်ပါပီမဖြစ်နိုင်ပါဘူးဒါပါပီလွန်သူကျွန်တော်မျက်နှာကိုကပ်ကြည့်ပြီးကျွန်တော်တကူလုံးကိုလှမ်းဖက်လိုက်၏ကျွန်တော်တို့မိမဝမ်းမြဝမ်းသာဖြစ်ခဲ့ကြသည်ကိုပြန်လဲဖော်ပြစွမ်းမေမရှိတော့ပါ တညာလုံးမယမနာစကားပြော၏ဟာဒီအရက်တလုံးမီတလုံးဖောက်တော့၏ဂျူလော့သည်ပြင်သစ်ဂီရာနာတကြောမှလွတ်မြောက်ပြီးနောက်ကိုလံဘီယာပနားမကော့စတာဗီကာနိုင်ငံများကိုဖျက်ပြီးနောက်ဆုံးဟာဒီကျွန်းသို့ရောက်ခဲ့ခြင်းဖြစ်၏အန်ဇီယာလွတ်မြောက်လာခဲ့မှုပင်ဖြစ်ပါသည်ဂျူလောလွတ်မြောက်သွားပြီးနောက်ထောင်စေးဝင်စီကံများမှာပို၍တင်ကျပ်သွား၏။တက္ကမကြီးတွင်ရိုင်ဖယ်တနက်ကံ၍စောင့်နေသောထောင်ဝါရာများမှာရခိုင်ကဲ့သို့ငိုက်မိနေခြင်းမျိုးမရှိတော့အမြဲဖြက်လက်နိုးကြနေ၏။ ဂိမ်းဖွဲများမှာလည်းတနအီကိုနှစ်ကြိမ်ခန့်ရောက်လာတတ်၏ထောင်ဆရာဝန်မှာလည်းအကျဉ်းသားများအပေါ်လုံးဝမျက်နှာသာမပေးပါကာတင်မှာလည်းကျွန်တော်တို့လူနာဆောင်တဲ့ဒီနေ့နှစ်ကြိမ်သာဝင်ခွင့်ရတော့၏ကာရိုနာအပြင်ဒီကနေ့အထူးရင်းနှီးသူတအုပ်မှာဖာနင်တက်ဖြစ်ဖာနင်တက်မှာစပိန်နာမည်ယူထားတော်လဲစပိန်မျိုးသားမဟုတ်အာဂျင်တီးနားနိုင်ငံသားတအုပ်ဖြစ်တနေ့ဖာနင်တက်ကဒီကကိုပင်လယ်အတွင်းမှာအထူးကျင်းသားများကိုထားသောတကြောများအကြောင်းကိုပြောပြနေပါသည် တကြောများတွင်နေရသည်မှာရခုထောင်မကြီးတွင်နေရသည်ထက်ဂျမိုင်းနှင့်ပုံညီညွတ်သည်ဟုဆို၏ရာသီဥတုအပူတံမှလည်းလွန်ခဲ့ခြင်းမရှိများသည်ဟုဆို၏ဝမ်ယောဂမှလည်းအလွန်ဖြစ်နေ၏ယခုကျွန်တော်တို့နေသောထောင်မကြီးတွင်မူဝမ်ယောဂအလွန်ဖြစ်များ၏ယခုဆေးရုံတွင်အကျဉ်းသားလူနာ80ခန့်ရှိသည့်အနက်နေစဉ်လူနှစ်ယောက်ခန့်ဝမ်ယောဂနှင့်သည်အံ့ဩစရာကောင်းလာသည်မှာလူအသေးအပြောင်မှမနက်ပိုင်းတွင်ပဲအခါများမဖြစ်ညနေဘက်ရေကြချိန်တွင်မှဖြစ်၏အံ့စရာလောကသဘာဝတရား၏စံကြယ်မှုတည်ရပြီး ။ဒီနောက်တွင်ဒီကနေ့ကျွန်တော်စကားများဤဒီကောကိုကျွန်တော်ကထောင်ဆေးအောင်မှအတူထွက်ပြေးနိုင်သောအစီအစဉ်တစ်ရပ်ကိုတင်ပြဤ။ကျွန်တော်အစီအစဉ်မှာမြားဘက်တကားတော့ကင်ကြသောအရသည်အကျဉ်းသားလူနာဆောင်တဲသူမေတ္တာခဏဝင်လာတဲ့ဤ။ဒီအရက်ကိုမေလဲအောင်ရိုက်ပြီးသူ့အဝတ်လဲဝတ်နောက်တကားမကြီးနီးမှတနက်ကင်ဝါရာ၃ရောက်ထံခတ်တီတီလျှောက်သွား၏။တနက်ဝင်လူ၃ရောက်လုံးကိုဖမ်းအခန်းကြီးတစ်ခုထဲတော့ခတ်ချုပ်ထားလိုက်ပြီးမာရိုနီမြင်းနှင်ကပ်နေသောထောင်ဆေးရုံအုံနေရန်ပေါ်တက်ပြီးမြေထဲခုန်ချပြေးကြရန်ဖြစ်၏။ ။ထောင်ပြင်ရောက်ပြီဆိုရင်ကျွန်တော်တို့တွင်ငွေပါသည်အထူးစိုးရိမ်စရာမရှိ။ဤငွေဖြင့်လေတစည်းဝယ်၍ပြေးလင်းဘာကြောင့်မလုံမြောက်ပဲရှိရမည်လဲ။ဒီကကကျွန်တော်အကြံကိုလုံးဝသဘောမတူပါ။ကိုတေရင်းကိုထူးတော်ကြံဟုပြောသည်ဖြင့်ဒီကနေ့ကျွန်တော်အကြီးအကျယ်စကားများ၏။ထောင်စေးရောက်တဲ့နေ့ဒီမှာ၃ပတ်နဲ့နှစ်ရက်တိတိရှိလေပြီ။နေစွဲမှာ1933ခုနှစ်နိုဝင်ဘာလ21ရက်နေ့ဖြစ်၏။ထိုနေ့ကကလိုစီရောက်လာ၏။ကလိုစီမာကျွန်တော်စိတ်မာတဲ့ထောင်တွင်ရှိစဉ်ကအထူးနေဘူးသူဖြစ်၏အားထားနိုင်သူဆက်ချနိုင်သူဖြစ်၏ သူ့မျက်လုံးနှစ်ဖက်လုံးမှာပြည်များနေဆိုးနေပြီးထာဝရနှစ်ယောက်ကသူ့ကိုလူနာခံတဲ့တွဲပြီးလာပို့ရ၏ထာဝရများပြန်ထွက်သွားတဲ့နေ့ကလိုစီဂရင်းရှိရာသို့ကျွန်တော်ကူလာ၏တကယ်တော့ကလိုစီမျက်စီမှာဘာမှမပြစ်ပါစေယုံတက်ချင်၍စေယုံတောင်းကြအတင်းသားစေမှုအားငွေထုတ်လိုက်ပြီးအတင်းသားစေမှုကပြည်နှင်းတူသောကျက်စုသည်များကိုသူ့မျက်စီနှစ်ဖက်တွင်တိတ်တိတ်ခတ်ထားပေးခြင်းဖြစ်၏ထိုကြောင့်သူ့မျက်စီကိုရင်နှင်းနှင်းသွားပြန်ဆေးလိုက်သည်နှင့်အကောင်ပကတိပြန်ဖြစ်သွား၏ကျွန်တော်ကကလိုစီကိုကျွန်တော်စိတ်ကူးထားသောတောင်းစေယုံမှဖောက်ပြေးမိစီစဉ်ကိုပြောပြ၏ကလိုစီကချက်ချင်းသဘောတူ၏ သူတို့စီမှာလဲကျွန်တော်ကဲသို့ပင်ပြင်သစ်မှထွက်လာကလေးကထွက်ပြေးရန်အားခဲလာခဲ့သူဖြစ်သူတွင်လဲအဆောင်ဝင်း friend ၃လောင်းပါသည်